သခင်ယေရှုတို့ချီးမွမ်းပါတယ်ကျွန်တော်နှုတ်ကပတ်တော်အဖြစ်သူတို့ကဆင်ခြင်ခွန်အားယူဖို့ရအတွက်ဖိလိပ္ပိဩရစာခန်းကြီး၄အပိုင်ငယ်၁ထိုတို့ငါဆိုသောကိုယ်တိုင်ဆင်းရဲခြင်းကိုယိမ်မက်၍ဆိုသည်မဟုတ်အကြောင်းမူကားငါသည်တွေ့ကြုံသမျှသောအချင်းအရာတို့၌ရောက်ရဲသောစိတ်ရှိအံ့သောငါသင်မိပြီကျွန်တော်ဒီနှုတ်ကပတ်တော်မှာတမန်တော်ရှင်ပေါ်လူကအပါကိုဖော်ပြလဲဆို သူ့ရဲ့ဘဝအသက်တာထဲမှာတွေ့ကြုံခဲ့တဲ့အရာတွေမှာတဲ့။ဘာစိတ်ကိုသင်မိလဲဆိုရင်တော့ရောင်ရဲသောစိတ်ရှိအံ့သောငါသင်မိပြီလို့ဖော်ပြပါတယ်။သူ့ဘဝအသက်တာထဲမှာရှုံချခြင်းတွေကျွဲဝခြင်းတွေကိုခံစားရပါတယ်။တခါတရံမှာဝါစွာဆောက်ရတယ်။တခါတရံမှာလည်းအေဝံဂေလိတရားကြောင့်မုတ်သိမ့်ခြင်းတွေခံရတယ်။စီးစိမ်ရှိခြင်းတွေဆင်းရဲခြင်းတွေကိုလည်းသူခံခဲ့ပြီးသွားပြီ။ဒါကြောင့်မို့လို့ခရစ်တော်အားဖြင့်သူ့ရဲ့အသက်တာထဲမှာအရာရာမှာရောင်ရဲတက်သွားပြီဆိုတော့ကိုသူကဖော်ပြပါတယ်။ တွေ့ကြုံသမျှသော အချင်းရာတို့၌တဲ့ရောင်ရဲသောစိတ်ရှိအံ့သောငါငါသင်ယူမိပြီလို့သူကဖော်ပြပါတယ်။ဒါကြောင့်ချစ်သောကျော်စီတိုင်းကျွန်တော်ရဲ့ဘဝအတ္တတွေမှာဖះနဲ့အမှန်တကယ်ယဉ်နေသွားရင်ဖះနဲ့တကယ်သွားတက်သွားရင်ဘဝမှာဘာမှမတက်မတော့ဘူး။ဘဝမှာဘာမှမလိုတော့ဘူး။အဓိကကဖះသခင်နဲ့အတူအသက်ရှင်တက်သွားဖို့ပဲဖြစ်ပါတယ်။ဖះနဲ့သင်ရယဉ်နီးလာလေလေသင်ရဘဝတက်တာတွေမှာရောင်ရဲတက်လာလေလေပဲဖြစ်ပါတယ်။ဟိုဟာဆာယာမဒီဟာဆာယာမ ဟာဒါဝေးရမှာဒီလိုနေရမှာအဲ့လိုမရှိတော့ဘလို့လောကအရာတွေကိုပိုင်ဆိုင်ရမှာအတ္တတားထဲမှာကျေနပ်မယ်ဆိုတာမျိုး မရှိတော့ဖះနဲ့အတူနေစီအသက်ရှင်ရခြင်းကဘဝအတ္တတားကိုကျေနပ်စေတယ်။ရောင်ရဲတက်သွားခြင်းကိုဆုလိုပါတယ်။ရောင်ရဲတက်သွားတယ်ဆိုတဲ့အတ္တတားကဘဝကိုဖះနဲ့နေရတာကိုကကျေနပ်နေတဲ့အတ္တတားဖြစ်တယ်။ဘဝအတ္တတားထဲမှာရုပ်ဝတ္ထုပစ္စည်းတွေရှိခြင်းမရှိခြင်းနေပုံမှာမမှုတည်တော့ ဘဝတရားထဲမှာအောင်မြင်ကြော်ကြားခြင်းတွေလူကြိုက်များခြင်းတွေဒီဘဝမှာလည်းမရက်တည်တော့ဘဝရဲ့အတ္တတားထဲမှာငွေကြေးချမ်းသာခြင်းတွေဆင်းရဲခြင်းတွေဒါတွေပေါ်မှာလည်းမရက်တည်တော့ဖျားနဲ့အတူနေရခြင်းကိုကကျေနပ်တော့အတ္တတားဖြစ်နေတယ်အဲ့ဒါကရောင်ရဲတော့အတ္တတားဖြစ်တယ်ဒါကြောင့်မချေတော့ကြော်စီတိုင်းရောင်ရဲတယ်ဆိုတာကမျောလင်းချက်မဲ့တဲ့သဘောကိုမဆိုလိုပါဘူးဘဝကိုကန့်တတ်လိုက်တာမဟုတ်ပါဘူးကျွန်တော်ရဲ့ဘဝအတ္တတားထဲမှာဖျားသခင်ကကောင်းကြီးမြင်လာလေတွန်းလောင်းပါလေ ကျွန်တော်တို့ဘုရားတတာကိုဖျားသခင်ကမဆပါနဲ့ကျွန်တော်တို့ရောင်ရဲတယ်ဆိုတဲ့သဘောကဘာကိုဆိုလိုတာလဲဆိုရင်တော့မျောလင်းချက်မဲ့တာကိုတော့မဟုတ်ဘူးဘဝကိုကန့်တက်လိုက်တာကိုဆိုလိုတာမဟုတ်ပါဘူးဘဝကိုကျေနပ်သွားခြင်းကိုဆိုလိုတာဖြစ်တယ်လူတော်များများကကိုယ့်ရဲ့ဘဝကိုမကျေနပ်နိုင်ပါဘူးတချို့ကငွေကြေးကိုရှာရင်းနဲ့ရှာရင်းရှာရင်းနဲ့မပြည့်စုံပဲဖြစ်နေတတ်ပါတယ်တချို့ကလည်းအောင်မြင်ခြင်းတွေကိုရှာရင်းနဲ့ဘယ်တော့မှဘဝကြီးကိုမကျေနပ်နိုင်ဘူးမတင်းနိုင်ဘူးမရောက်ရဲနိုင်ဘူး ဘဝသက်တာထဲမှာယာရုတွေအာနာတွေရှိပင်ရှိလေအဲ့ဒီဘဝကကျဉ်နဲ့ပျော်ရွှင်စရာမကောင်းပါဘူးဘဝအသက်တာထဲမှာကျဉ်နဲ့ဖို့ကဖျားနဲ့အတူ အသက်ရှင်ရခြင်းကကျဉ်နဲ့စရာပဲဘာမှမလိုအပ်တဲ့အသက်တာမျိုးဖြစ်တယ်လောကရဲ့အရာတွေကကျွန်တော်တို့ဘဝကိုကျဉ်နဲ့သွန်းအောင်မဖြည့်ဆည်းပေးနိုင်ပါဘူးကျွန်တော်တို့ဘဝကိုကျဉ်နဲ့သွန်းအောင်ဖြည့်ဆည်းပေးနိုင်တာကအသက်ရှင်တဲ့ဖျားပဲဖြစ်တယ် ။သခင်ယေရှုခရစ်တော်ဖခင်နဲ့သင်ရနေ့စဉ်ယဉ်နီးလာလေလေသင်ရဘဝတတာကရောင်ရဲတင်းနေတသွားလေပဲ။သင်ဘဝကိုသင်ရကျင့်နှက်စွာနဲ့နေ့စဉ်အသက်ရှင်နိုင်မှာဖြစ်ပါတယ်။သင်ရဘဝတတာထဲမှာဖခင်ပေးမဲ့ကောင်းကြီးတွေကိုလည်းသင်ကမျှော်လင့်ပြီးတော့အသက်ရှင်တတ်မှာဖြစ်ပါတယ်။ရှင်တော်ညကိုပေါ်ရောက်စီတိုင်းသင်ဘဝကိုသင်ကျင့်နှက်ရလား။သင်ဘဝတတာထဲမှာရုပ်ဝတ္ထုပစ္စည်းတွေငွေကြေးတွေအောင်မြင်မှုတွေရှိမှသင်ဟာဘဝကိုကျင့်နှက်မယ်ဆိုရင်တော့သင်တစ်သက်လုံးဘဝကိုကျင့်နှက်စွာနဲ့အသက်ရှင်နိုင်မှာမဟုတ်ပါဘူး ်ပင်ဘွားအသက်တာတဲကိုကျေနပ်မှုရောင်ရဲတင်းတိမ်မှုအမှန်တကယ်ပေးနိုင်တာကအသက်ရှင်တဲ့ဖခင်နဲ့တွားလာတဲ့ချိန်မှဖြစ်တယ်။သခင်ယေရှုနဲ့သင်ဟာအမှန်တကယ်ယဉ်ပြီးမယ်ဆိုရင်တော့သင်မနဲ့ပြန်တော့မစိုးရင်တော့သင်ရဲ့အသက်တာထဲမှာဖခင်သခင်အတူရှိခြင်းကိုသင်ကစိတ်ချပြီးတော့နေ့ရက်တိုင်းကိုသင်ကဖြတ်သန်းနိုင်မှာဖြစ်ပါတယ်။သင်ဘွားအသက်တာတစ်ခုလုံးကိုတောင်းဝင်ယူမဲ့သခင်ယေရှုနဲ့အသင်ရှောင်းလန်းတတ်မယ်ဆိုရင်တော့ရောင်ရဲသောအသက်တာနဲ့ဘဝကိုကျေနပ်စွာနဲ့နေ့ရက်တိုင်းကိုသင်ကဖြတ်သန်းနိုင်မှာဖြစ်ပါတယ်။ ကျွန်တော်တိမောသေဩဝါဒစာပထမဆုံးခန်းကြီး6အပိုင်ငယ်9ကနေ10မှာဘယ်လိုဖော်ပြလဲဆိုရင် အကြောင်းမူကားငါတို့သည်ဤလောကတည်းသို့အဘေယာမြမပါဘဲလာသည်ဖြစ်၍ထွက်သွားလင်လေအဘေယာကိုမျှယူ၍မသွားနိုင်ဟုထင်ရှားလျက်ရှိ၏တို့ဖြစ်၍စားရန်ဝတ်ရန်ရှိသည်များနှင့် ရောင်ရဲလျက်နေကြကုန်အံတမချင်းစာမှာပါပြောလဲဆိုရင်တော့ကျွန်တော်တို့ဒီလောကတည်းကိုလာတဲ့ခါမှာတဲ့ဘာမှပါမလာပါဘူး ဒီလိုပါပဲတဲ့ဒီလောကကြီးကနေတနေ့ပြန်ထွက်သွားတဲ့အချိန်မှာလဲဘာကုန်မှယူသွားလို့မရဘူးသင်ရဲ့အောင်မြင်ခြင်းတွေသင်ရဲ့ယာတူးတွေသင်ရဲ့ငွေရေးချေးတွေသင်ရဲ့တိုက်တွေကားတွေသင်ရဲ့ရုပ်ဝတ္ထုပစ္စည်းတွေသင်ရဲ့အလှပတွေဘာတစ်ခုမှသင်ယူသွားလို့မရဘူးဒါကြောင့်မို့တဲ့စားရန်ဝတ်ရန်ရှိသမျှနဲ့ရောင်ရဲလျက်နေကြကုန်အံ့လို့ဖော်ပြပါတယ်စားရန်ဝတ်ရန်ရှိသမျှနဲ့ဆိုတဲ့အခါမှာ သင်ရဲ့အသက်တာထဲမှာရှိနေတဲ့အရာကိုပဲသင်ကကြေနပ်တင်းတင်းရောင်ရဲပြီးတော့ဖះကိုကျေးဇူးတော်ချီးမွမ်းပြီးတော့နေစဉ်ဖြတ်တန်းလိုက်ပါ။အဲကြောင့်မို့ချစ်တော်ညီကိုမတော်ရောက်စီတိုင်းကျွန်တော်ရဲ့အသက်တာထဲမှာလောကအရာတွေကကျွန်တော်တို့ဘဝကိုကျေနပ်အောင်မဖြည့်ဆည်းပေးနိုင်ပါဘူး။ကျွန်တော်တို့ဘဝအသက်တာကိုအမှန်တကယ်အတိတ်ပဲရှိပြီးတော့ကျေနပ်အောင်မဆနိုင်တာကအသက်ရှင်တဲ့ဖះပဲဖြစ်တယ်။သင်ကသခင်ရှုနဲ့နေစဉ်သွာလာတတ်မယ်ဆိုရင်တော့သင်ရဲ့ဘဝအသက်တာထဲမှာလောကအရာတွေရှိခြင်းမရှိခြင်းပေါ်မှာအခြေမခံတော့ဘူး။ အောင်မြင်ကြော်ကြားခြင်းမကြော်ကြားခြင်းပုံမှာသင်ကမရက်တည်တော့လောကရဲ့ယာဒူးအာနာတွေပုံမှာမခုံမင်တော့သင်ဘဝမှာဖရာသခင်နဲ့အမှန်တကယ်ယဉ်နီးသွားရင်ဘဝကိုချေနှက်ပြီးတော့သင်ကတင်းတင်းရောင်ရဲစွာနဲ့အသက်ရှင်တတ်မှာဖြစ်ပါတယ်။အဲကြောင့်မို့ကျွန်တော်ရဲ့ဘဝတတကိုနှိမ့်စင်မဆားမဲ့ဖရာကောင်းကြီးပေးမဲ့ဖရာကျွန်တော်တို့ကိုကြည့်ရှုဆောင်မမဲ့ဖရာနဲ့နှိမ့်စင်အသက်ရှင်ခြင်းအပြင်ဘဝအတ္တတဲမှာရောင်ရဲတင်းတင်းချေနှက်တော်အတ္တနဲ့အသက်ရှင်နိုင်မဲ့အကြောင်းဝင်ကားပါတယ်။အားလုံးပေါ်မှာဖရာရှင်ကောင်းကြီးပေးပါစေ။